လူ60နီးပါးတိတ်ဆုံးခဲ့တဲ့ night club မိလောင်မှုအပြီးမှာလူ10ယောက်ကိုမြောက်မက္ကဆီဒိုးနီးယားရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ပါတယ်။မတ်လ16ရက်မနေ့အစောပိုင်းကကိုစာနီမျိုးရဲ့ Pulse night club မှာလောင်ကျွမ်းခဲ့တဲ့မိဟာအ ਨੇ ဆောင်လူ59ဦးတိတ်ဆုံးစေခဲ့တယ်လို့ကယ်ဆယ်ရေးအဖွဲ့တွေကပြောပါတယ်။မိလောင်မှုဖြစ်ပွားချိန်ကပြည်တွင်းကနမေကြီး hip hop ဂီတအဖွဲ့တစ်ခုဖြစ်တဲ့ DNK ရဲ့ဖျော်ဖြေပွဲကြောင့်ကလပ်ထဲမှာလူ900လောက်အထိများပြားနေခဲ့တယ်လို့သိရတာပါ။ မီးလောင်မှုကြောင့် DNK အဖွဲ့သားတွေတဲကတဦးသာအသက်ရှင်ပြီးဆေးရုံမှာကုသမှုခံယူနေရပါတယ်။ဒဏ်ရာရသူစုစုပေါင်းကတော့155ဦးထက်မနည်းများပြခဲ့တယ်လို့ဆိုပါတယ်။မြောက်မက္ကဆီဒိုနီးယားအစိုးရရှေ့နေများရုံရဲ့ပြောရေးဆိုခွင့်ရအရာရှိကမီးလောင်မှုနဲ့ပတ်သက်လို့အဓိကတာဝန်ရှိတယ်လို့ယူဆရသူ10ဦးကိုကာလတိုဝရန်တွေနဲ့ယာယီဖမ်းဆီးထားပြီးစစ်ဆေးမေးမြန်းနေတယ်လို့ပြောပါတယ်။အဲ့ဒီထဲမှာ night club ရဲ့လုပ်ငန်းလည်ပတ်ခွင့် license ကိုခွင့်ပြုထားတဲ့အစိုးရအရာရှိတွေလည်းပါဝင်တယ်လို့သိရပါတယ်။ပြည်ထောင်စုဝန်ကြီးကတော့အဲ့ဒီ night club မှာလုပ်ငန်းလည်ပတ်ဖို့တရားဝင်ခွင့်ပြုချက်ရမထားဘူးလို့ပြောပါတယ်။မိဖေးအန်တရဲ့တားဆီးရေးဆိုင်ရာတင့်တော်တဲ့စံနှုန်းတွေမရှိတဲ့ night club ကိုဖွင့်လှစ်ခွင့်ရနေတဲ့နောက်ကွယ်မှာအာဂတိမှုတွေလက်ပေးလက်ယူကိစ္စတွေပါဝင်နေသလားဆိုတာကိုရဲတွေကဆက်လက်စုံစမ်းသွားမယ်လို့ဝန်ကြီးကဆိုပါတယ်။မေလာမှုဖြစ်ပွားခဲ့တဲ့ night club ဟာ အရေးပေါ်အခြေအနေမှာလူစုလူဝေးနဲ့ရွှေ့ပြောင်းနိုင်ဖို့တင့်တော်တဲ့ထွက်ပေါက်နေရာတစ်ခုသာရှိခဲ့တယ်လို့ဆိုပါတယ်။ပြည်တွင်းမီဒီယာတွေကတော့အဲ့ဒီ night club ဟာအရင်ကကော်ဇောကိုရာဟောင်းတစ်ခုကိုအဖြစ်သဘောပြောင်းလဲဖွင့်လှစ်ထားတာလို့ဖော်ပြနေကြပါတယ်။ night club ထဲမှာမီးတောက်တွေနဲ့အလှဆင်တဲ့ကရိယာတစ်ခုရဲ့မိစကမျက်နှာချက်တွေကိုထိမှန်ရာကနေစတင်မီးကူးဆက်ခဲ့တာလို့သိရပါတယ်။အဲ့ဒီမျက်နှာချက်တွေဟာမီးလောင်လွယ်တဲ့ဓာတ်ပစ္စည်းတွေရောနှောပဝင်နေတာကြောင့်ပါ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့စုံစမ်းစစ်ဆေးမှုတွေဆက်လက်လုပ်ဆောင်နေပြီးကနအူးသိရှိထားတဲ့အချက်အလက်တွေအရထွက်ပေါက်တစ်ခုတည်းဖြစ်ဖြစ်မြောက်မြောက်ရှိနေခဲ့ခြင်းကလူတွေအများအပြားသိဆုံးရတဲ့အဓိကအကြောင်းအရင်းဖြစ်ယူဆထားကြောင်းသိရပါတယ်။မြောက်မက္ကဆီဒိုနီးယားသမ္မတကမိခင်တယောက်လူသားတယောက်သမ္မတတယောက်အနေနဲ့အခုသတင်းကြောင့်အရန်ထိတ်လန့်မိတယ်လို့ပြောကြားခဲ့ပါတယ်။သူဟာထိခိုက်နေတဲ့သူတွေရဲ့မိသားစုတွေစီဓာတ်ရိုက်ရွေးပြီးအလုံးရဲ့နာကျင်မှုကိုထပ်တူထပ်မြခန်းစားရကြောင်းလည်းဆိုပါတယ်။ ဒဏ်ရာအရန်ပြင်းတဲ့လူနာတွေကိုဘူလ်ဂေးရီးယား၊ဂရိ၊ဆာဗီးယားနဲ့တူရကီနိုင်ငံတွေမှာရှိတဲ့အထူးကူဆေးခန်းတွေစီပို့ဆောင်စေပြီးကုသမှု ပေးထားတယ်လို့သမ္မတကပြောပါတယ်။ဒီမီးလောင်မှုဟာမြောက်မက္ကဆီဒိုနီးယားနိုင်ငံမှာတော့နှစ်ပေါင်းအတော်များများအတွင်းအရေးအတွက်အများဆုံးအစုလိုက်သိမ်းဆုံးတဲ့အနေထိုင်ရုံကိစ္စတစ်ခုအဖြစ်လဲမှတ်တမ်းဝင်ခဲ့ပါတယ်ရှင်။